မိုဘိုင်းလိုင်းချက်တွေကိုဇွန်လ16ရက်နေ့မှာရောက်ရှိလာတဲ့ New Hero ZTE ဟာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့မဖဲဝါနဲ့အတူတူပဲလို့ပြောလို့ရပါတယ်။အမ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ခုဆောင်နေတဲ့မြေပုံကိုလမ်းအောင်တောင်းလို့ခေါ်ပြီးတော့ Mega Tower ကနေစားတဲ့နေရာကို Celestian Belly လို့ခေါ်သလို Celestian Belly ဆိုတာ Asian One ဆိုတဲ့ခွေတာတယောက်ကဖန်တီးခဲ့တာဖြစ်ပါတယ်။ န် CDN ဆိုတာအရှန်ဝန်ရဲ့ရုပ်လောင်းကာကွယ်စောင့်ရှောက်ရတဲ့ Top Keeper လို့ခေါ်တဲ့သင်္ချိုင်းဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပြီးတော့ CDN ဟာရှန်ဘူးလို့ခေါ်တဲ့မျိုးကိုသူ့ရဲ့ Finish ဆွမ်းအားတွေနဲ့ဖန်တီးပေးခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ဆွမ်းအားတွေအကုန်လုံးရှန်တူးမျိုးတီထောင်တဲ့နေရာမှာသုံးမိခဲ့တာဖြစ်လို့နှစ်ပေါင်းတစ်ထောင်ကျောင်းအိပ်ပျော်နေပြီးအခုမှပြန်လဲနိုးထလာခဲ့တာပဲဖြစ်ပါတယ်။အခုလက်ရှိ CDN မှာ Manager ထဲမှာ Event တွေလုပ်ပြီးတော့လည်းယူလို့ရတယ်လို့ Battle Point တွေသုံးပြီးလည်းယူလို့ရပါတယ်။ True Season D Hero ကလိမတဟီရိုဖြစ်တဲ့အတွက်ကြောင့်မဟုတ်နောက်ဖယ်တော့မှပြန်ဝင်လို့မရမယ့်ဟီရိုတစ်ကောင်လည်းဖြစ်ပါတယ်။အဲနောက်ထပ် Mobile Legends နဲ့ပတ်သက် က်တဲ့ဘလူးအကြောင်းအရာတွေသိချင်တယ်ကျွန်တော်ရဲ့ comment မှာရေးသွားလို့ရပါတယ်ခုလိုမှ manager နဲ့ပတ်သက်တဲ့ content video တွေကိုစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ Guri Hana ဆိုတဲ့ Facebook YouTube TikTok account တို့ like and subscribe နဲ့ကူညီပေးသွားလို့ရပါတယ်နောက်ထပ်လည်း skin care video တွေအများအပြားပေးသွားဖို့ရှိရတဲ့အတွက်ကြောင့်မို့ဆက်လက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ Guri Hana ပါ